ားလုံးမင်္ဂလာပါခင်ဗျအဲ့တော့ဒီနေ့အနေနဲ့ကတော့ကျွန်တော် knowledge sharing အနေနဲ့ကျွန်တော်တို့ဒီ American နေပြီးတော့ Iran ဘုံကျက်လိုက်တဲ့အတွက်ကြောင့် crypto နဲ့ကျွန်တော် forex market တွေမှာကျွန်တော်ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်နိုင်မလဲဆိုတဲ့အကြောင်းကိုကျွန်တော် knowledge sharing နဲ့မျှဝေပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က trader တွေဖြစ်တဲ့အကြောင်းကျွန်တော်တို့ဟိုဒီတကယ်အဲ trade နေတဲ့ကျွန်တော်တို့ crypto နဲ့ forex market မှာအကျိုးသက်မှုရှိတဲ့အကြောင်းကိုဟိုကျွန်တော် knowledge sharing နဲ့မျှဝေပေးပါဖြစ်တာဖြစ်ပါတယ် ဖြစ်နိုင်ခြေရှိတဲ့ကျွန်တော်အခြေအနေတွေဆိုလို့ရှိရင်တော့ရွှေပေါ့နော် ACU USD မှာဆိုလို့ရှိရင်အခြေအနေဘူး ACU USD ရဲ့အခြေအနေကိုကျွန်တော်အသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံရေးပြည်ပခါတွေစစ်ပွဲတွေမှာကျွန်တော်တို့ပထဝီနိုင်ငံရေးတက်မှမှုတွေမြင့်တက်လာတဲ့အခါမှာကျွန်တော်တို့ investor တွေဟာစွန်စားရတဲ့ကျွန်တော်ပိုင်ဆိုင်မှုတွေဖြစ်တဲ့ risk assets ပေါ့နော် risk assets တွေကနေပြီးတော့လုံခြုံတဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ safe haven assets တွေကိုကျွန်တော်တို့ trip ပြောင်းလေးရှိပါတယ် အဲအဲ့တော့ကျွန်တော်တို့ကအာရွှေဈေးတက်နိုင်ပြီးတော့အမေရိကန်နဲ့အီရန်တို့ကြားဒါရက်ပြိပကာကမ္ဘာ စီဝါရီအထူးသဖြင့်ရေနံဈေးကွက်နဲ့ငွေကြေးဈေးကွက်ပေါ်ကြီးမားတဲ့တရားမှုတွေရှိနေပါတယ်။အဲ့တော့အရင်ဆုံးကျွန်တော်တို့ crypto currency ဈေးကွက်ကိုအရင်ဆုံးဘုံပြောမယ်ဆိုလို့ရှိရင်ကျွန်တော် crypto ဈေးကွက်ဟာထူးခြားနိုင်ခြေရှိပါတယ်။အဲ့တော့ချက်ချင်းဘုံတိုင်းဆိုပြီးတော့ကြာပါတော့မဟုတ်ဘူးပေါ့နော်။အာတဖြည်းဖြည်းနဲ့ထူးခြားနိုင်ခြေရှိပါတယ်။အဲ့တော့ဘယ်လို pair တွေကထူးခြားနိုင်ခြေရှိမလဲဆိုတော့အာ Bitcoin တို့ Ethereum တို့ XRP တို့ Solana တို့အစရှိတဲ့အနမဲကြီး crypto currency တွေဟာကျွန်တော်တို့ရင်းနှီးမြှုပ်နှံသူတွေအတွက် investor တွေအတွက်စုံစမ်းမှုနေတဲ့ပိုင်ဆိုင်မှုတွေစီကိုရွှေ့ပြောင်းတဲ့အတွက်ကြောင့်ဈေးနှုန်းတွေတိတိ ည်တတ်တာအားကျွန်တော်တို့ကြဆင်းနိုင်ပါတယ်။ Okay အဲ့တော့ BTC ကြမယ်ဆိုလို့ရှိရင်လည်းတခြား crypto pair တွေရလည်းအကြဘက်ကိုဆင်းနိုင်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ကတော့အကြံပေးချင်တာကတော့ short term short term ပေါ့နော်။အော် short term ကို crypto မှာကျွန်တော်တို့ sell ဖို့အတွက်ကို opportunity ရှာနိုင်ပါတယ်။အဲ့တော့တမိုင်းကြောင်းအရာလည်းစစ်ပွဲတွေ pre-pick တွေဖြစ်ပေါ်လာတဲ့အခါမှာကျွန်တော်တို့ Bitcoin ဟာရေးတိုးမှာမတည်ငြိမ်မှုတွေကြုံရပြီးစွန်စားရတဲ့ပိုင်ဆိုင်မှုအဖြစ်ပေါ့နော် risk ကျွန်တော် risk assess ပေါ့နော်။အသတ်မှတ်ခံရလေးရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဈေးကွက်ဟာ ကျွန်တော်တို့အလုံးမတီးမငြိမ်ဖြစ်လာပြီးတော့ဈေးနှုန်းအတက်ကြတဲ့မြန်ဆန်နိုင်ပါတယ်။အာပြီးတော့နောက်တစ်ခါကျတော့ trading volume ကလည်းကျဆင်းနိုင်ပြီရော။ကျွန်တော်ယင်းနှမြုံနေသူတွေကစိုးရင်ပုံမှန်ကြောင့်အယောင်းဝယ်လေကျွန်တော်တို့ကနေဝါတက်ပါတယ်။အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ ဒီအဲတမိုင်းကြောင်းရပါတော့တမိုင်းကြောင်းရကျွန်တော်ဟောလေးလာပြီးတော့ဟောပြောပြပေးထားတာဖြစ်ပါတယ်အဲ့တော့ရင်းနှီးစင်းလုံးတက်ရောက်မှုကိုကြည့်အောင်အဲ့ဆိုဝိုင်း price impact ပေါ့နော် Iran American ရဲ့ပြိပခါကြောင့်ကျွန်တော်ရင်းနှီးစင်းလုံးနေရတဲ့အကြီးကျယ်ကျွန်တော်မြင့်တက်လာနိုင်တယ်အဲ့တော့ရင်းနှီးစင်းလုံးမြင့်တက်ရခြင်းကမ္ဘာစီးပွားရေးကိုထိခိုက်စေပြီးတော့ငွေကြေးဖောင်းပွားမှု inflation ကိုတိုးစေနိုင်တယ်အဲ့တော့အဲ့တော့ကျွန်တော်ဗဟိုဘဏ်တွေကလည်းအတိုးနှုန်းတက်တာတို့ inflation height တို့ပြန်လဲစဉ်းစားလာနိုင်ပြီးတော့ ဒါက bitcoin လိုမျိုးစွန်စားရတဲ့ပိုင်ဆိုင်မှုတွေပေါ်မှာဖိအားဖြစ်စေပါ pressure ဖြစ်စေတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှင် shift to safe haven ပေါ့အဲဆို investor တွေကကျွန်တော်ရွှေလိုမျိုးလုံခြုံတဲ့ငါဆို safe haven asset တွေပေါ့နော်ပိုင်ဆိုင်မှုတွေကိုကျွန်တော်ရွှေပြောင်းလာနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအာရွှေစည်းတက်လာနိုင်ခြင်းရှိတယ်လို့ဟုတ်ပြောတာပေါ့เนาะရွှေကြီးတက်လာရင်ကြီးရှိတယ်အဲ့တော့ bitcoin ကိုကျွန်တော် digital gold လို့ဆိုရပေမဲ့လေအဲကျွန်တော်တို့ဒီနိုင်ငံမတည်မြဲမှုတွေမှာတော့ရွှေကပို့ပြီးတော့ အားကောင်းလာတယ်ပေါ့နော်အားကောင်းလာစေရွှေဝယ်ဆုလာနိုင်တာဖြစ်တဲ့အကြောင်းရွှေဈေးကတော့ဟောကျွန်တော်တို့တတ်နိုင်ချီတအားများပါတယ်အဲ့တော့ USD အဲနဲ့ပတ်သက်လို့ရှိရင်လို့ရှိရင်တော့ကျွန်တော်တို့ American Dollar ဟာအရင်တော့ကတော့ကျွန်တော်တို့ဟိုပိုင်ဆိုင်မှု safe haven currency ပေါ့နော်အရင်တော့ကတော့ safe haven currency အဲဖြစ်ခဲ့တယ်ဆိုတော့ American USD ကလည်းနည်းနည်းတော့အားကောင်းလာနိုင်တယ်ကမ္ဘာစီးပွားရေးနဲ့မြေမြာမှုတွေပြိပခါတွေဖြစ်ပွားလို့ရှိရင်ကျွန်တော်ယင်းနှိမ့်နိုင်သူတွေကဒေါ်လာကိုလည်း ဝယ်ယူစုဆောင်လေးရှိတဲ့အတွက်ကြောင့်ဒေါ်လာဈေးနဲ့ရွှေဈေးကအပြိုင်တော့တက်လာနိုင်တယ်ဒါပေမဲ့ရွှေဈေးကတော့ပိုတက်လာနိုင်တယ်ကြီးရှိတယ်နောက်တစ်ခုကကျတော့ဂျပန်ယန်နဲ့အ CHF ပေါ့နော် Switch ဆိုတော့အားကောင်းနိုင်ကြီးရှိတယ်အဲ့တော့ဂျပန်ယန်နဲ့ဒီ GPY နဲ့ CHF တို့ကလည်း safe heaven digital SSD ဖြစ်တဲ့အတွက်ကြောင့် currency ဖြစ်တဲ့အတွက်ကြောင့်လုံခြုံတဲ့ငွေကြေးတွေဖြစ်တဲ့အတွက်ကြောင့်လိုအပ်ချက်မြန်မာလာနိုင်ပြီးတော့လိုအပ်ချက်မြန်မာပြီးတော့ကျွန်တော်တို့အားကောင်းလာနိုင်ခြင်းရှိရပါတော့ ယူရိုနဲ့ GBP ပေါင်ကလည်းအဲနောက်ဘာဖြစ်လဲဆိုတော့သူကတော့အားနည်းလာနိုင်ကြီးကြီးရှိတယ်ယူရိုနဲ့ GBP ကအားနည်းနိုင်ကြီးဘာကြောင့်လဲဆိုတော့ကျွန်တော်ဥရောပနဲ့ဗြိတိန်နိုင်ငံတို့ကယင်းနဲ့တူတူမှုအပေါ်မှီခိုနေရတာကြောင့်ယင်းနဲ့ဈေးနှုန်းမြင့်တက်လာခြင်းဟာသူတို့ရဲ့စီးပွားရေးကိုထိခိုက်စေပြီးတော့သက်ဆိုင်ရာငွေကြေးတွေကအာကျွန်တော်တို့အားနည်းစေနိုင်ပါတယ်အဲ့တော့ယင်းနဲ့တင်ပို့တဲ့နိုင်ငံတွေရဲ့ငွေကြေးအေးပေါ့နော်ဈေးရန်စီးလို့မြင့်တက်လာရင်ကနေဒါအာကနေဒါ SCAD ပေါ့နော်ပြီးတော့ Norway KN NOK ကဲ့သို့သော ကျွန်တော်ရေနံတင်ပို့သည့်နိုင်ငံများ၏ငွေကြေးများအကောင်လာနိုင်တယ်။အဲ့တော့ forex ဈေးကွက်ဟာအလဲခရစ်တိုဈေးကွက်နဲ့အတူပဲအလုံးမတိမငြိမ်မှုတွေကြုံတွေ့ရနိုင်ပြီးတော့ငွေကြေးအတွက်ဖက်ဒီမှာနာမည်ကြီးရတက်ကြတွေဖြစ်ပေါ်လာနေပါလေ။အဲ့တော့ American ကအီရန်ကိုဘိုးကျလိုက်တယ်ဆိုတော့အဲ့ဒီ USD ရွှေဈေးနှုန်းကအမြင့်တက်သွားမှာအသေးချာ အာတလောက်ရှိတယ်ရွှေရပထဝီနိုင်ငံရေးမတည်ငြိမ်မှုတွေစီးဝိုင်းမေးမြာမှုတွေငွေကြေးဖောင်းပေါက်မှုတွေဖြစ်ပေါ်လာတဲ့ခါမှာရင်းနှီးမြုပ်နှံသူတွေဟာကြတော့အဓိကပိုင်ဆိုင်မှုအဓိကလုံခြုံတဲ့ပိုင်ဆိုင်မှုပေါ့နော် safe haven access အတွေအနေနဲ့အဲမြင်မြင်ပြီးတော့ကျွန်တော်တို့ကရွှေကိုဝယ်စုလေးရှိပါတယ် okay အဲ့တော့လက်ရှိမှာရင် Iran Israel အဲဒီ Iran Israel American အဲဒီနိုင်ငံရေးစစ်ပွဲတင်းမာမှုတွေကြောင့်ရွှေဈေးဟာလက်ရှိဆိုရှင်3000 ာဒေါ်လာ3400ကျော်ရောက်ရှိနေပြီးတော့တချို့ဟိုကျွန်တော်ခံမှန်းချက်တွေက3500ကျော်ဟိုစံချိန်တင်ဈေးနှုန်းတွေအဲ့အစ်တွေဖြစ်ဖြစ်လာနိုင်ပါတယ်ကျွန်တော်မီနီယာပတ်စကူးမှာလည်းအဲကျွန်တော်ရွှေကို ဝယ်ထားတာလေးရှိတယ်ပေါ့နော်။အော်ပတ်စကူမှလည်းရှိဝယ်ထားတာလေးရှိတယ်။ကျွန်တော် TP ကတော့ကျွန်တော်၃00ငွေအထိယူထားတာရှိတယ်ပေါ့နော်။အကယ်၍ဒီထက်ပိုပြီးတော့ပြိပခါတွေပုံပုံပြင်ထန်လာနိုင်မယ်ဆိုလို့ရှိရင်ရွှေဈေးက3900နေပြီးတော့ထိပ်စီးပြောင်းပြီးတော့4000တန်းလောက်အထိကိုကျွန်တော်တို့ရောက်ရှိသွားနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဈေးကွက်မှာစိုးရင်ပူပန်မှုတွေမြင့်တက်လာတဲ့အမြတ်ရင်းနှီးမြှုပ်နှံသူ investor တွေနဲ့ဗဟိုပန်တွေကရွှေကိုပုံပုံဝယ်ယူစုဆောင်းလာကြမှာဖြစ်လို့ဝယ်လို့အကြီးအကျယ်မြင့်တက်လာနိုင်မှာဖြစ်ပါတယ်။အဲ့တော့ USC ပြောင်းပြန်ဆက်နွယ်မှုတွေကကြတော့ဆိုလိုဆိုရာကကြတော့ negative coloration with USC နဲ့ပတ်သက်တဲ့ negative correlation ပေါ့နော်အများအပြားရွှေနဲ့ American dollar ပြောင်းပြန်ဆက်သွယ်မှုရှိတယ်ဥမာရွှေဈေးကျရင်အဲ USC ဈေးတက်မယ် USC ဈေးကျရင်ရွှေဈေး တက်မယ်ပေါ့เนาะအဲအဲ့လိုမျိုးဟိုအဲ့လိုမျိုးဘောင်းမြဲဘောင်းမြဲဆက်နေဦး negative correlation ရှိပြီမဲ့ကျွန်တော်တို့ဒီ prefect ကစီးပွဲတွေ prefect ကဖြစ်ပွားတဲ့အခါမှာတော့ရွှေနဲ့ဒေါ်လာနှစ်ခုစလုံးကအာကျွန်တော်ဒီဒီ safe haven and assets အဖြစ် value အမြင့်တက်လာနိုင်ခြေရှိတယ်ဒါပေမဲ့ရွှေရဲ့တန်ဖိုးကတော့ပိုပြီးတော့တိတိတတ်တာငါပူတက်လာနေရှိရပေါ့เนาะအဲ့တော့ technical analysis ရဆိုလို့ရှိရင်လည်းလက်ရှိမှာ3400တန်းမှာအထက်အထက်မှာခိုင်းပေါ်မှာရှိနေတယ်အဲနောက်တစ်ခုကကြတော့ အဲဘယ်အထိရောက်နိုင်လဲဆိုတော့ဟောတက်ကက်က300လောက်အထိအဲကျွန်တော်တို့ဟိုတက်ကက်ကိုကျွန်တော်ဟို analysis လုပ်ပေးထားရပါတော့เนาะအဲ့တော့ set တက်မယ်ဆိုရင်အဲ့ဒီ set ကိုကြော်ဖြတ်ပြီးနောက်ထပ်အမြင့်ဆုံးဆိုင်ချင်းတွေလည်းထပ်ပြီးတော့တင်နိုင်တယ်အဲ့တော့ဟောနောက်တစ်ခုကကြတော့4000တန်းအထိရောက်သွားနိုင်တယ်ပေါ့เนาะအဲ့လို preview ကလည်းဖြစ်ရင် attack ကတော့ပုံများပါတယ်ရွှေနဲ့ပတ်သက်လို့ပေါ့เนาะအဲ့တော့ညီကုန်းချုပ်အနေနဲ့ကြတော့ကျွန်တော်တို့ American က Iran ကိုဘုံးကျက်လိုက်ခြင်းအဖြစ်ကမ္ဘာ CYZ ကွတ် ဟိုကဘာဘန်နာ easy quote လို့ခေါ်ပေါ့နော်ဘန်နာ easy quote တစ်ခုလုံးကိုကျွန်တော်တို့ကြီးမားတဲ့အဲဒီ market impact စီဖြစ်ပေါ်စီမှာဖြစ်ပါတယ် crypto easy quote ဟာကျွန်တော်ကြာစင်းနိုင်ပြီးတော့မတည်ငြိမ်မှုတွေမြင့်တက်လာစင်တယ်မယ် foreign market မှာတော့ဒေါ်လာအာနဲ့ကျွန်တော် safe shift တို့လုံချိုးတဲ့ငွေကြေးအားကောင်းလာပြီးတော့ပြီးတော့ AUD တို့ အန်ဇက်ဒီလိုလိုငွေကြေးတွေကျွန်တော်တို့အားကောင်းလာပြီးတော့တခြားငွေကြေးတွေအားလည်းလာနိုင်ပါတယ်။အဲ့တော့ရွှေဈေးတော့တိတိတော်မြင့်တက်လာနိုင်ပြီးစံချင်တင်ဈေးတော့အစ်စ်တွေဖြစ်ပေါ်လာနိုင်ချေအလုံးမြန်မာတွေလို့ကျွန်တော်တို့ခံမှန်းထားပါတယ်။အဲ့တော့ယင်းနည်းမျိုးနဲ့သူအနေနဲ့အလုံးသတိထားပြီးတော့ဟောကျွန်တော်ဒီ technical analysis တွေဆရာလေးထားပြီးတော့လုံဆောင်တင်တယ်လို့ကျွန်တော်ဟောထင်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်ဒါကြတော့ကျွန်တော်တို့ဒီ American ကအီရန်ကိုဘုံကျက်လိုက်တဲ့ပုံမှာပူတည်ပြီးတော့အာဒီ crypto နဲ့ forex market ပေါ်မှာအကျိုးသက်ရောက်မှုရှိနိုင်တဲ့အဲအနေအထားလေးကိုကျွန်တော် knowledge ရှင်းပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်